မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မျိုးဆောင်တပ်အမှန်ငါနေကြားဆောင်တပ်စခန်းနခခ9ရက်ကအင်အား150ခန်းနဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့စခခ15ကိုကဲရိတ်မှုဘုံမှုချုပ်သူရိန်ထွန်းကိုအရခတ်တပ်တော် AA ကဖမ်းဆီးရမိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွတ်စလင်တပ်သားများနဲ့အတူထွက်ပြေးသွားတဲ့ဘုံမှုချုပ်သူရိန်ထွန်းကိုမနေ့ကဒီဇင်ဘာလ10ရက်နေ့ညနေပိုင်း9နာရီခန့်မှာတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တိုက်ပွဲထဲမှာဖမ်းမိတာပါ။ တူရိန်ထွန်းကထွက်ပြေးသွားတာဆိုတော့မနေ့ကညနေ9နာရီလောက်မှာတိုက်ပွဲထဲမှာဖမ်းမိခဲ့ပါတယ်တူရိန်ထွန်းနဲ့အတူမော်စလင်တပ်သားတွေအပါအဝင်အင်အား80လောက်ကိုဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းမိတဲ့နေရာကနာခခကနေ ကျောက်ပန်တို့ဘက်ကိုသွားရင်တီဟိုချန်ရှိတယ်တီဟိုချန်မှာတိုက်ပွဲဖြစ်ရင်းနဲ့ဖမ်းမိတာဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်မောင်တော်ဒေတာမှာနောက်ဆုံးလက်ကျန်ကျန်ရှိနေတဲ့နခခငါတက်စခန်းကိုအရခတက်တော်အေအေကဒီဇမလာရှိရနေမနက်ပိုင်းမှာအပိသက်တိမ့်ပိုက်လိုက်ပြီးတော့နခခငါတွေကထွက်ပြေးသွားတယ်ဗိုလ်မှူးချုပ်တူရင်ထွန်းဦးဆောင်တဲ့စစ်ကြောင်းကိုလည်းအေအေကရှင်းလင်းနိုင်ခဲ့ပြီလို့သတင်းရင်းမြစ်များကပြောဆိုထားပါတယ်မောင်တော်ဒေတာကန်တကူကဗိုလ်မှူးချုပ်တူရင်ထွန်းဟာမောင်တော်ဒေတာမှာဒေတာကန်အရတားပြည်သူတွေအပေါ်မှာလဲတော်တော်ကိုရက်ဆက်ခဲ့တဲ့မကောင်းတဲ့သူတွေရောက်ပါ မွတ်စလင်ပြည်သူတွေအပေါ်မှာရောတခြားဒေသခံပြည်သူတွေအပေါ်မှာရောအာဏာလက်နက်အားကိုးနဲ့ အနိုင်ချင်းဗိုလ်ကြခဲ့တဲ့လူစိုးလူမိုက်တယောက်ဖြစ်ပါတယ်အခုတော့လဲဇက်သိမ်းသွားပြီပေါ့သူ့ကိုဖမ်းဆီးရမိတယ်ကြားလို့ဝမ်းတာပါတယ်လို့ပြောဆိုထားပါတယ်ရခိုင်ပြည်အတွင်းမှာလူမျိုးရေးဘာသာရေးအဓိကယုံများဖြစ်ပွားစေရန်ရခိုင်တိုင်းရင်းသားများနဲ့မွတ်စလင်များကြားမှာပြဿနာများဖန်တီးပေးခဲ့တဲ့အဓိကတရက်ခံဟာစကခ73ကိုကဲရဲမှုဗိုလ်မှူးချုပ်တူရိန်ထွန်းဖြစ်ကြောင်းနဲ့အရခတတ်တော် AA အပေါ်မွတ်စလင်များကဆန္ဒပြရန်အတွက်လဲစီယုံလှုံ့ဆော်ခဲ့သူဖြစ်တယ်လို့သိရပါတယ်သို့တော်လဲဂဇင်ကလန်နဲ့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားတချို့နဲ့အာစာ RSO ် AIA တို့ကစစ်သွေးကြွမော်စလင်လက်နက်ကိုင်များဟာမောင်တော်ဒေသမှာရှိနေသေးတဲ့အတွက်တိုက်ပွဲကဆက်လက်ပြီးတော့ရှိနေအောင်မှာဖြစ်တယ်လို့သိရပါတယ်။အာရခတပ်တော် AA ကလည်းစစ်သွေးကြွမော်စလင်များနဲ့စစ်ကောင်စီတပ်သားများမော်စလင်လက်နက်ကိုင်များကိုရှာဖွေရှင်းလင်းတိုက်ခိုက်နေပြီးတော့နေမြေရှင်းလင်းရေးတွေကိုဆောင်ရွက်လျက်ရှိတယ်လို့ AA ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတားသခိုင်းမျိုးဘော်ကရဲတပ်ချက်ကြီးတအူးကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ8ရက်နေ့မနက်7:00နာရီခန့်ကသခိုင်းမျိုးဘော်မှရှိတဲ့ရက်ွက်တစ်ခုအတွင်းကိုထိုးဖောက်ဝင်ရောက်က အမှတ်3ရဲလေးချင်းရေးတန်တန်းချောင်းကရဲတပ်ချက်ကြီးယင်ထုံးမောင်ကိုနေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်၎င်းတဲ့အတူ 7.62G 78တောင်း 5.56G 38တောင်းလက်ပြဘုံတစ်လုံးလက်ထိပ်တစ်ခုအုတ်ထုပ်နှလုံးနဲ့အပေါ်ဖောင်းအင်ကြီးနှစုံတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်တေချာပြင်ဆင်ပြီးမှလှုပ်ရှားခဲ့တာဖြစ်တဲ့အတွက်အားလုံးအေးအေးဆေးဆေးဖြစ်ခဲ့ပါတယ်အိမ်မှာကသူ့ရဲ့မိသားစုတွေရှိပေမဲ့သူ့မိသားစုဝင်တွေကိုဘာမှမလုပ်ခဲ့ပါဘူးသူတယောက်တည်းကိုပဲဖမ်းခေါ်လာတာပါစစ်ခွေးတွေကတော့စကိုင်းမြို့ထဲမှာကင်းပတ်နေတာတွေရှိတယ်လို့ ရနနာဘုံတပ်ဦးကတာဝန်ခံကိုကီရီကပြောကြားထားပါတယ်၎င်းလုံဆောင်မှုကို Burmese Revolution Force BRF ရနနာဘုံတပ်ဦး Brave Soldiers Guerrilla Force နဲ့မဟာမိတ်အဖွဲ့များကပူးပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးကိမရှိဘဲနဲ့အောင်မြင်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမန္တရာမြို့နယ်အနောက်ချမ်းမှာရှိတဲ့ကြေးရွာ၃ရွာကိုပြန်လည်သိမ်းပိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတချို့ထိခိုက်သေးဆုံးမှုရှိပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ6ရက်နေ့ကမန္တရာမြို့နယ်အနောက်ချမ်းမှာရှိတဲ့ရွာတစ်ကြေးရွာဝင်းစုကြေးရွာနဲ့ထိမ်ပင်ဆောက်ကြေးရွာတို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က၄ချောင်းနဲ့၂ချိန်ပြ စ်ကိုပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဥဒိန်ကြီးပါဘက်ကိုစုတ်ခွာသွားတာပါ။ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့ပါဗျ။ဒီဇမလ6ရက်နေ့ကလေကြောင်းကနေတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာရှိပါတယ်။ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဘက်ကလည်းထိခိုက်မှုတချို့ရှိခဲ့ပါတယ်လို့မန္တလေး PDF တပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကပြောကြားထားပါဗျ။အဲ့ဒီတိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြန်လည်သိမ်းပိုက်ခဲ့တဲ့နေရာများဟာအကြမ်းဖက်စစ်တပ်လေကြောင်းပစ်ကိုအများအများကိုအသုံးပြုပြီးတော့ချေလင်းအင်အားအများ ောင်များကိုအသုံးပြုကောင်းထိုးစစ်ဆင်ခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကခိတ္တခဏလက်လွတ်ခဲ့ရတဲ့နေရာများဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပတ်သိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာမှာရှိတဲ့အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်ကတင်နန်းသားအယောက်40ထွက်ပြေးခဲ့ရာ24ဦးလွတ်မြောက်ခဲ့ပြီးတော့16ဦးပြန်လည်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ9ရက်နေ့ည7:30မိနစ်အချိန်ကအမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်ကစစ်မှုထမ်းဥပဒေနဲ့စစ်သားတွေစုဆောင်းခံထားရတဲ့တင်နန်းသားအယောက်40ဟာထွက်ပြေးသွားတယ်လို့သိရပါတယ်အဲ့ဒီလေ့ကျင့်ရေးတပ်ကထွက်ပြေးလာသူတွေထဲက24ဦးဟာလွတ်မြောက်ခဲ့တော့လဲ16ဦးကတော့အနောက်တောင်တိုင်းစစ်ဌာန ကျုပ်အနီးမှာရှိတဲ့ဇင်ပြုံးကုန်းကျေးရွာအုပ်စုတောင်ရခုံးကျေးရွာအတွင်းကိုထွက်ပြေးခဲ့ရမှာစစ်တပ်ထောက်ခံသူတအုပ်ရဲ့တိုင်ကြားမှုကြောင့်ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေကပြန်လည်ပြောပြခဲ့ပါတယ်ဖမ်းဆီးခံလိုက်ရတဲ့16ဦးတွေကတအုပ်ဟာအမျိုးသမီးဖြစ်သူနဲ့တနှစ်ကျော်ခန့်အရွယ် တလင်းငယ်တအုပ်တို့လည်းပါဝင်တယ်လို့သိရပါဗျ။ထွက်ပြေးသွားတဲ့တင်နန်းသားများကိုတွေ့ရှိခဲ့တဲ့စစ်တပ်ထောက်ခံသူတအုပ်ကအုပ်ချုပ်ရေးမှုတွေကိုတရင်ပေးတိုင်ကြားခဲ့ပြီးတဲ့နောက်ပသိမ်မြို့ကထွေအုပ်ဝန်ထမ်းများနဲ့ရဲများရောက်ရှိလာပြီးတော့ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအနီးအနားကရွာတွေမှာစစ်မှုရန်ဟောင်းနေတဲ့စစ်တပ်ထောက်ခံတဲ့သူတွေတော်တော်များတယ်ဗျ။ဖမ်းဆီးခံရတဲ့သူတွေဟာအဲ့ဒီရွာတွေကိုဝင်ပြေးသွားတာရွာသားတွေကညဘက်ကိုတွေ့တော့တိုင်တာပေါ့။ ီးတော့စစ်သားတွေပါရောက်လာပြီးတော့တခါတည်းစစ်တပ်ထဲကိုပြန်ဖမ်းခေါ်သွားတယ်လို့၎င်းကပြောဆိုထားပါတယ်ထွက်ပြေးလာတဲ့သူတွေဟာစစ်မှုထမ်းအပတ်စဉ်6တင်းတန်းစင်းထားသူများဖြစ်ပြီးတော့မကြမီမှာရှေ့တန်းထွက်ရမယ်သူများဖြစ်ကြောင်းနဲ့စစ်ကောင်စီတပ်ကပေးတဲ့လစာစတင်ရရှိနေသူများဖြစ်တယ်လို့ဆက်လက်ပြောဆိုထားပါတယ်လက်ရှိမှာဖမ်းဆီးခံခဲ့ရတဲ့16ဦးကိုဘလို့မျိုးပြစ်ဒဏ်တွေပေးပြီးတော့စစ်ဆေးမယ်ဆိုတာမသိရသေးကြောင်းနဲ့ကျန်တဲ့24ဦးကတော့လွတ်မြောက်နေဆဲဖြစ်တယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်တဲ့သူတွေကပြောပါတယ်။နာတခအနောက်တောင်တိုင်းစစ်ဌာနချုပ်နာကတက်တီမှာအင်အားတိတ်မရှိတော့ဘူး။လေ းကျင်ရေးချောင်းမှာလည်းတက်ကြီးပိုင်းစစ်သားတွေပဲကြံတော့တယ်လို့ပသိမ်မြို့မှာနေထိုင်သူတို့ကပြောပြထားပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အရွယ်ရောက်ပြီးသူတိုင်းအမျိုးသားအမျိုးသမီးတိုင်းဟာစစ်မှုထမ်းရမယ့်ပြည်သူစစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်စစ်မှုထမ်းတင်နန်းသားတဲ့များခေါ်ယူမှုကို2024ခုနှစ်ဧပြီလမှာစတင်ဆောင်ရွက်ခဲ့ပြီးတော့တင်နန်းအပတ်စဉ်တစ်ခုအတွက်အင်အား9000နှုန်းနဲ့တနည်းကိုအင်အား6000နှုန်းခေါ်ယူရန်စီစဉ်ထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေပုံမြို့နယ်ပလိုင်းရွာကနေရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်က၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ6ရက်နေ့မွန်လွယ်3:45မိနစ်ခန့်မှာရွှေပုံမြို့နယ်ပလိုင်းရွာမှာအထိုင်ချတပ်ဆွဲထားတဲ့ရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များကကင်းဘုတ်ဝစ်ပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၃ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များကတော့အထူးကဲ မရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးနဲ့ပြူခွေးတွေကသူတို့ရဲ့ခြံမှာရိတ်ခါတွေပြက်ပြီးငတ်နေတော့ခြံရဲ့အပြင်ဘက်ကိုရိတ်ခါထွက်ရှာတာတော်လိုင်းရဲ့အဖွဲတွေကကင်းမုတ်ဝစ်ပြီးပျောက်ကြားဆက်နေတဲ့တိုက်ခိုက်ခဲ့တာစစ်ခွေးတွေဘက်ကတုံးကောင်သေးတယ်၎င်းကတော့အပြင်ထန်ဒဏ်ရာရသွားတယ်တော်လိုင်းရဲ့ရဲဘော်တွေကတော့အထိကမ်းမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့ပါတယ်လို့လျှက်စည်းမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပကဖတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်လျှက်စည်းမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပကဖနဲ့ရန်ကြီးအောင်ပကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းသင်္ကန်းကျောမြို့နယ်ကစစ်မှုထမ်းအပတ်စဉ်3တင်တန်းစဉ်အသက်28နှစ်အရွယ်တပ်သားတက်ကိုဖီရော့စ်ဟာဘကိုးတိုင်းရွှေကျင်တိုက်ပွဲအတွင်းမှာတေဆုံးသွားခဲ့ပြီးတော့အစ္စလာမ်ထုံးတမ်းအစင်လာနဲ့အညီတကြိုရန်အလောင်းပြန်တောင်းခဲ့တော့လဲစစ်တပ်ကမပေးဘဲနဲ့အလောင်းကိုဖျောက်ဖျက်ပစ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သင်္ကန်းကျောမြို့နယ်ကာကြီးရက်ကွက်လေးလမ်းမှာနေထိုင်တဲ့အသက်28နှစ်အရွယ်ကိုဖီရော့စ်ကိုဇူလိုင်လအတွင်းမှာစစ်မှုထမ်းအပတ်စဉ်3အတွက် အလှည့်ကြတယ်ဆိုပြီးတော့စစ်တပ်ထဲကိုရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကပို့ဆောင်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စစ်တပ်နဲ့ဆင်းပြီးတဲ့နောက်ဘကိုးတိုင်းမှာရှိတဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေကိုပို့ဆောင်ခံလိုက်ရတယ်လို့သိရပါဗျ။နိုဗ ెంబ ာလအတွင်းမှာဘကိုးတိုင်းရွှေကျင်တိုက်ပွဲမှာတေဆုံသွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတေဆုံတာကိုသိရတာနဲ့တပြိုင်တည်းမိသားစုကဘကိုးတိုင်းရွှေကျင်အထိကိုလိုက်သွားတော့လဲစစ်တပ်ကအလောင်းကိုပြန်မပေးဘူးလို့ပြောပါတယ်။အစ္စလမ်ဘာသာဝင်ဖြစ်တဲ့အတွက်အစ္စလမ်ဘာသာဝင်တို့ရဲ့ထုံးတမ်းစင်လာနဲ့အညီအလောင်းကိုတကြုံမဲလို့ပြောတော့လဲစစ်တပ်ကအလောင်းကို ၎င်းတို့ဘာလား၎င်းတို့တကြိုပြီးတော့ဖျောက်ဖျက်ပစ်လိုက်တယ်လို့သိရပါတယ်။ရွှေကျင်ဘက်မှာတိုက်ပွဲကျသွားတယ်လို့စစ်တပ်ကအင်ကိုအကြောင်းကြားလာတယ်။အင်ကလိုက်သွားတာအလောင်းတော်ကြီးကွင်မပေးဘူးပြန်လာလိုက်ရတယ်။သူကမွတ်စလင်ဆိုတော့အစ္စလမ်ထုံးတမ်းစင်လာနဲ့အညီတကြိုဖို့အတွက်အလောင်းကိုပြန်သွားတောင်းတာစစ်တပ်ကမပေးပါဘူး။ကိုဖေရော့စ်မှာလူမမဲတမီးလေးတယောက်နဲ့ဇနီးကြံခဲ့ပါတယ်လို့ကြံရည်သူမိသားစုရဲ့ဆွေမျိုးတွေကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတင်တန်းစင်တပ်သားတဲ့များကိုစတင်ခေါ်ယူတဲ့အချိန်က ရှေ့တန်းကိုပုံမှန်မဟုတ်ပဲမိမိရဲ့ရက်ရွာများမှာသာလုံခြုံရေးဆောင်ရွက်ရမယ်လို့တရားဝင်သတင်းထုတ်ပြန်ခဲ့တော်လဲလက်တွေမှာတော့တင်တန်းစင်းတပ်သားတွေများအားလုံးကိုတိုက်ပွဲဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြေနာပြင်တွေကိုပို့ဆောင်နေတဲ့အတွက်အများစုသောတင်တန်းစင်းတပ်သားတွေများဟာတိုက်ပွဲများအတွင်းမှာတေဆုံနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ